နိုင်ငံတကာမှာသက်ဆိုင်ရာကဏ္ဍအလိုက်ထူးချွန်တဲ့ပညာရှင်တွေဖွံ့ဖြိုးတိုးတက်နေကြတာဟာလူငယ်ရိကိုဝါသနာပါရာကိုအစိုက်မဲ့မဲ့လှုပ်ခွင်ရနေခြင်းကလည်းအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့တက္ကသိုလ်ဝင်တဲ့စာမွေးဝေးရဲ့အမှတ်စရင်ပေါ်အဖြေခံပြီးမိစဉ်ကြည့်ကနေရသလိုပညာရေးနဲ့အတမွေးဝမ်းကြောင်းပညာရဲ့ရွေးချယ်ရမှာရှားမှခွဲခြားမှုလည်းရှိနေပါတယ်။ပညာရဲ့ဆိုတာသူ့နေရာနဲ့သူတန်ဖိုးရှိပြီးသားဖြစ်တာကြောင့် ဘယ်ပညာရက်ကပိုအစင်မြင်ပြီးပိုရေးကြည့်လို့အမှတ်နဲ့ခွဲခြားထားရတဲ့ဆိုတာကဘာမှမရှိဘူးလို့ဒေါခင်မမမျိုးကထောက်ပြပါဗျ။ပညာရေးစနစ်ရဲ့မှောင်ရင်မှုနောက်တစ်ချက်ကလုပ်ငန်းခွင်မှာရှားမှလိုအပ်ချက်ပေါ်မူတည်ပြီးတက္ကသိုလ်ဝင်နဲ့အမှတ်စည်းရင်းသတ်မှတ်မှုမှာကွဲပြားမှုတွေရှိနေတာရှားမှဗန်းပြူညီမရေးကိုပါထိခိုက်စေတယ်လို့ဆိုပါရယ်။ပညာဆိုတာကတမိုးအတူတူထားတဲ့ပညာတွေ ပညာရဲ့ဆိုတာမှာဘယ်ပညာရဲ့ကမှပို့ပြီးတော့အရေးကြီးရဲ့ဆိုတာမရှိဘူး။ကဘာမှလည်းမရှိဘူး။အားလုံးဟာဆိုရင်တန်းတူညီမျှပညာရဲ့တည်ကြီးပဲဖြစ်တယ်။အဲ့ဒီပညာရက်တွေကိုအမှတ်နဲ့ခွဲပြီးတော့ဘယ်ပညာရက်ကပို့ပြီးတော့မြင်ပါတယ်လို့သတ်မှတ်တာကမြန်မာနိုင်ငံဟာဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးတော့မှားယွင်းနေမှုတစ်ခုဖြစ်တယ်။အဲ့ဒီမှားယွင်းနေမှုအခြေခံမှာထပ်ပြီးတော့အမှားတွေထပ်ဖြစ်တယ်။ဒီလွဲတာမှာမှာဘာကိုဘာသွားပြီးတော့ထိခိုက်လာလဲဆိုတော့ ရှားမရေးရဒန်းတူညီများမှုကိုသွားပြီးတော့ထိခိုက်တယ်။ပညာရဲ့အစဉ်တန်းခွဲခြားမှုတွေနဲ့ရှားမခွဲခြားမှုတွေဟာတိုင်းပြည်တိုးတက်မှုအတွက်အဟံအတားတွေဖြစ်စေတယ်လို့လည်းဆိုပါရစေ။ဒီနေ့မှာ၁၀တန်းအောင်ထားတဲ့ကျောင်းသူတယောက်ဖြစ်တဲ့မက်မြင့်မိုးကလည်းယောက်ျားလေးတွေကပုံပြီးဦးစားပေးခံရတယ်လို့ထင်နေမိသလိုဘာလို့မိန်းကလေးတွေထက်တက္ကသိုလ်ဝင်ခွင့်အမှတ်ပိုနေနေတယ်ဆိုတာသိကျင်တယ်လို့ပြောပါရစေ။ယောက်ျားလေးတွေပုံစားပေးတယ်လို့ထင်တာပဲ။ ဟုတ်လားဆိုမိကလေးဥရပုံရယောက်ျားလေးဥရနဲနေလို့အဲ့လိုတော့ထင်တာပဲတက္ကသိုလ်တိုင်းမှာဖေတက္ကသိုလ်ရဲ့ဒီပေါ့နော်ဒါခေါ်လို့ရှိရင်ယောက်ျားလေးမကနေတယ်မိကလေးမကပုံရတယ်လေအဲ့ဘာဖြစ်လို့လဲလို့သိချင်နိုင်ငံရေးပြုပြင် ပြောင်းလဲမှုလုပ်နေခြင်းနိုင်ငံရေးပညာရှင်လူမှုရေးပြိပခါတွေကိုဖြည့်ရှင်းနိုင်တဲ့လူမှုရေးပညာရှင်စီးပွားရေး policy တွေကိုချမှတ်ပေးနိုင်တဲ့ပညာရှင်တွေမြမပြည်မှာမရှိတာဟာကျောင်းသားတွေကအမှတ်မြင့်ဆုံးဆိုတဲ့စေကျောင်းတွေ စက်မှုနည်းပညာတက္ကသိုလ်တွေကဝင်တိုးနေရလို့ဖြစ်တယ်လို့ဆိုပါရယ်မြန်မာလူဖွဲ့စည်းကြီးကတယောက်နဲ့တယောက်ပပလီမယ်ချော်ခွပြီးနှာဖျားတောင်းလုံးမယ်ဆိုတဲ့စိတ်တွေဖြစ်နေတဲ့အကြောင်းကိုလည်းဒေါခင်မမမျိုးကပြောပြခဲ့ပါရယ်အခုကျမတို့ဖြစ်နေတဲ့လူအဖွဲ့စည်းသည်အမှတ်ခွဲခြားမှုပေါ်အခြေခံတဲ့ပညာရေးစနစ်ကြောင့်ဒီလိုလူအဖွဲ့စည်းမျိုး ဟိုခုတ်မဲထစ်မဲပပလီမဲသူများကိုကြော်မဲခွမဲနာတပြားတာအောင်လုပ်မဲအဲသူများကိုခွဲခြားဆက်ဆက်မဲဆိုလူဖွဲ့စီသည်ဒီပညာရေးစနစ်ကြောင့်ရှားနေတယ်လို့ကျွန်မအနေနဲ့မြင်ပါတယ်